ဒီကောင်းကကျွန်တော်တို့ဒီဗလန်မှာဒီဒီ MB ပေါ့နော်ကျွန်တော်ဒီ MB unit ကျွန်တော်နောက်ထပ်တစ်ခါထပ်ပြီးကျွန်တော်ဘယ်လိုလုပ်ရအောင်ပေါ့နော်ပို့ပြီးရှင်းအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီကောင်းမီမီ MB ကိုကျွန်တော်ကရိုးအတွက်ဆိုရင်ကျွန်တော် N နဲ့ကတက်ကိုဖြည့်အောင်ပေါ့နော်ဆိုတော့ N နဲ့ဝင်လိုက် ဒီအန်းနဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့ on chain ပေါ့နော်ဒီ on chain လေးကိုနှိပ်လိုက်ရနော် on chain ကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာပေါ့နော်ဒီ trade anti-dog and plan ပေါ့ပေါ့နော်ဆိုတော့ကျွန်တော်ဒီရတယ်လို့ကျွန်တော်ဒီ star လေးကိုနှိပ်လိုက်ရပါနော်ဒီကောင်းလေးကိုနှိပ်လိုက်ပါဒီ star လေးနှိပ်လိုက်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီရောက်သွားရပါနော်ရောက်သွားရင်ကျွန်တော်ဒီ star ကိုနှိပ်လိုက်ပြီးရင် VN continue နှိပ်ရပါနော် ဆိုတော့ကျွန်တော်ဒီရောက်သွားရင်ဆိုရင်ကျွန်တော်ဒီမှာကအာတွန်းအတွက်ရှိရပါတော့ဆိုတော့ဒီတွန်းအတွက်ကိုကျွန်တော်က copy ပို့လိုက်ရပါတော့အဲဒီကောင် copy ပို့ဆိုရင်ကျွန်တော်အဲ့ကောင်လေးတစ်ချက်နှိပ်လိုက်ရအောင်ပါဗျာတစ်ချက်ထောက်လိုက်တာနဲ့ဒါ copy ပို့ပြီးသားဖြစ်သွားပြီပေါ့နော်ဒီဒီအတွက်လေးပေါ်မှာကျွန်တော်တစ်ချက်လေးထိလိုက်အောင်ပါဗောနော်အဲဒါဆိုရင်ကျွန်တော် copy ပြုပြသဖြစ်သားကြီးဆိုတော့အဲ့ဒီအတွက်ကိုကျွန်တော်ဘယ်ရနေပဲပို့ပို့ပို့လို့ရတယ်ဗျာဥပမာကျွန်တော်ဒီတွန်းဝယ်မယ်ဆိုရင်လည်းကျွန်တော်ဝယ်ကိုဝယ်မဲ့လူစီကိုဒီအတွက်လေးပေးလိုက်အောင်မယ် အဲ့ဆိုရင်အဲ့ကိုရောင်းပေးမယ်လို့ကဒီအတွက်ကိုထည့်ပေးလိုက်တာနဲ့ကျွန်တော်ဒီဘောတော့ရောက်လိုက်ပါတော့ဆိုတော့ကျွန်တော်ဒီကောင်လေးကို copy ကူးလိုက်တယ် copy ကူးရင်ကျွန်တော်ကဒီဘက်ကပါတော့ဒီဘက်ကဘောကကျွန်တော်ဒါကြံတဲ့ဟာပါတော့ကျွန်တော် start ပြန်နေပြမယ်ကျွန်တော်ပထမအကောင်ကကြံတဲ့ဟာကိုပြန်ဝတ်တော့လုံးပါပေါ့နော်ဆိုတော့ကျွန်တော်ဒီဝတ်တော့လို့ဖို့တော့ဆိုရင်ကျွန်တော်ဝဲလက်ကိုသွားရမယ်ပြီးရင်ကျွန်တော်ဒီတွန်းဝက်လက်ပေါ့နော်ဒီတွန်းဝက်လက်ကိုနှိပ်မယ် တော့လည်းနေပြီးရင်ကျွန်တော်ဒီမှာရှိတာကျွန်တော်မှာစကန်သေးတာက0165ကျန်တယ်ပေါ့နော်ဆိုတော့ကျွန်တော် withdraw order ပေါ့နော် withdraw order ဆိုလေးကိုနှိပ်မယ် okay ပြီးရင်ကျွန်တော်ခုနကကော်ပြီးကူးခဲ့တဲ့အတွက်ကိုထည့်မယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီဘက်ဘောရတယ်လို့ withdraw လုပ်တာဒါမှမဟုတ် withdraw လုပ်ခုဘက်ဘောကိုထည့်တာအဲ ဒီစလုံးမဲ့လူတွေကတော့ကျွန်တော်တို့ဝယ်တော့လို့ဖို့မရှိဘူးဆိုရင်ကျွန်တော်ခုနကပြောသလိုပဲကိုဝယ်တဲ့လူစီကပဲပို့ပို့ဒါမှမဟုတ်ကိုဝယ်တဲ့ထက်ကိုဝယ်လက်ထက်ရပဲပို့ပို့ပေါ့နော်ဘလို့ပို့ပို့လို့ရတယ်ဒါကတော့ကျွန်တော်ကဒီမှာဝယ်တော့တစ်ခါလဲလောက်တာမဟုတ်လို့ပေါ့နော်ကျွန်တော်အကောင်အများရှိတဲ့လူတွေလည်းကျွန်တော်ကျွန်တော်လိုပဲအာတကောင်ပြီးတကောင်လောက်သွားလို့ရတာပေါ့နော်ဒီတကောင်ပြီးသွားရင်ဆိုရင်ဒီအကောင်ထဲမှာရှိကျန်တဲ့ဟာတွေအကောင်လုံးကိုဝယ်တော့နောက်နောက်အတွက်စီကျွန်တော်ဝယ်တော့လောက်လို့ရတယ်ပေါ့နော်အာရှုပ်တော့ရှုပ်မှမထင်ပါဘူးပေါ့နော် တော့ကျွန်တော်ဒီအတွက်ပို့လိုက်မယ်ပို့ပြီးရင်ကျွန်တော်ဒီကောင်းမှဆိုရင်ကျွန်တော်မီမိုထည့်ကြမှာမလို့ဆိုတော့ကျွန်တော်ကွန်ဗန်ဝါတာကိုတန်းနေရမှာပေါ့နော်ပြီးရင်နောက်ထပ်ကျွန်တော်တို့ကွန်ဗန်ထပ်နေမှာပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်ခဏလေးစောင့်မယ်โอเคအဲ့လိုပေါ်လာရင်ကျွန်တော်တို့ဒီဟိုဘက်ဘော့ရောက်သွားရပါတော့ဆိုတော့ကျွန်တော်ဒီကောင်ထွက်လိုက်ရတယ် ပြင်းကျွန်တော်ဒီမှာသွားဆင်မှာပါနော်ဆင်မှာဆိုတော့ကျွန်တော်ဒီ star နှိမ့်လိုက်မယ်နှိမ့်လိုက်တော့ကျွန်တော်ဒီမှာဆစ်လိုက်ရင်ကျွန်တော်တွန်းအတွက်မှာခုနကကျွန်တော် weather light ဟာရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်3000 amp ရအောင်ကျွန်တော်ဟို token တစ်ခုထွက်ရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ဘာနှိမ့်ဖို့လုပ်အောင်ဆိုရင်ကျွန်တော်ဘိုင်စီကိုနှိမ့်ရမှာပေါ့နော်ဘိုင်စီကိုနှိမ့်လိုက်မယ်ပြီးရင်ကျွန်တော် token လေးကိုနှိမ့်ရပါနော်ပြီးရင်ကျွန်တော် ဒီထဲကကျွန်တော်ဗလန်ဟော့ကအကောင်းဆုံးเนาะကျွန်တော်တွန်းဟော့ရွေးပြီး trade ကြည့်တာဩနည်းနည်းရှင်းနေမကောင်းဘူးเนาะပြောရရင်တော့ဆိုတော့ကျွန်တော်ဒီဗလန်ဟော့လေးကိုကျွန်တော်နှိပ်ကြည့်လိုက်ပါဘောနော်ဗလန်ဟော့လေးကိုနှိပ်လိုက်မယ် ပြီးရင်ကျွန်တော်ဒီ100ပဲကျွန်တော်ထည့်ရမှာเนาะဒီအဲ FBI ပန်ဆိုတာလေးကိုကျွန်တော်ဟောဒီ user ပဲကျွန်တော်ထည့်မယ်ဆိုတော့ဒီကောင်လေးကိုရွေးနှိမ့်လိုက်ပါเนาะ Okay အပိသားကြီးဆိုရင်ကျွန်တော် slip page ပြောင်းမယ်ကျွန်တော် buy amount ပြောင်းမယ်ပေါ့เนาะဆိုတော့ slip page ကဘာလို့ပြောင်းရအောင်ဆိုကျွန်တော် slip page ဆိုတာကကျွန်တော်ဘာအောင်ဆိုတော့ကြာတော့ စလိပ်ဗတာတွေ5%ထားရတဲ့ဆိုရင်ကျွန်တော်တို့တိုကန်ဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီတိုကန်ဈေးနှုန်းကအချိန်နဲ့အမျှပြောင်းလဲနေတာပေါ့နော်ဒီပြောင်းလဲသွားတဲ့အခါမှာဈေးတက်သွားပြီဆိုရင်လည်းကိုက25%ပိုးရမှာပေါ့နော်ကိုဝင်လိုက်တဲ့အမောင်25%ပိုးရမယ်ဈေးကျသွားပြီဆိုရင်လည်း25%အာကိုဟိုဘေးလန်เนี่ยယော့သွားပါเนาะဆိုတော့ကျွန်တော်ဒီ slip pay ကိုအာအကောင်းဆုံးကကျွန်တော်1%ထားတာအကောင်းဆုံးပါเนาะဆိုတော့ကျွန်တော်ဒီ slip pay ကို1%ထည့်လိုက်ရပါเนาะ 1ရိုက်ထည့်လိုက်ပြီးပို့လိုက်မယ်ဆိုတော့ကျွန်တော် slip page မှာ1ဖြစ်သွားပြီနောက်ပြီးတော့ buy amount ပေါ့နော် buy amount နဲ့ပဲ buy amount ဆိုရင်လည်းကျွန်တော်အကြီး buy amount နဲ့လိုက်နှိမ့်လိုက်ပြီးကျွန်တော်တို့ဝယ်မှာက0.1ပဲဝယ်ပေါ့နော်ကျွန်တော်အနည်းဆုံးက0.1ပဲ0.1တော့ဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်အဲ့ထက်နေဝယ်လို့မရဘူးဆိုတော့0.1ကျွန်တော်ပို့လိုက်မယ် okay ဆိုတော့ကြာတော့ကျွန်တော် slip page 1% အဘိုင်းအမောင့်ဟာ011တွန်းဖြစ်လိုက်ပါနော်ဆိုတော့ကျွန်တော်တို့ဘိုင်းလို့ရတာကြီးဆိုတော့ကျွန်တော်ဒီဘိုင်းလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာလောလောဆယ် browser ကြီးဖြစ်နေတဲ့အတွက်ကျွန်တော်ခဏစောင့်မယ်ဟုတ်တယ်ကွန်ဖန်ဖြစ်သွားပြီကျွန်တော်ကွန်ဖန်ဖြစ်သွားအပြင် နောက်ထပ်ကျွန်တော်တို့ဒီအာ token transaction link လေးပေါ့နော်ဒီဒီနောက်မှာကျွန်တော်တို့ ဟာ transition လင်းလေးပေါ်လာသေးတယ်ဆောင်းပါဘောနော်အဲ့ဒါမှကျွန်တော်တို့ဒီကိုဝဲထားတဲ့တုတ်ကန်းကကျွန်တော်ဒီဘောလေးကိုရောင်းပါဘောနော်ဆိုတော့ခဏထပ်ဆောင်းမယ် သိမကြပါဘူးဒီကောင်ခဏနေကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီမှာ ton scan ဆိုတာလေးပေါ်လာပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ token ကကျွန်တော်ဖိလန်လေးကိုရောက်လာပြီပေါ့နော်ရောက်လာတော့ကျွန်တော်စစ်မပြတော့ဘူးဒါပေမဲ့အဲကျွန်တော်ဒီ save API token ကိုကျွန်တော်တစ်ခါကိုယ်ဝဲထားတဲ့ဟာကိုကျွန်တော်တစ်ခါလေးပြန်ရောင်းလိုက်ရပေါ့နော်ဆိုတော့ကျွန်တော် save api ban ဆိုတော့ကျွန်တော်ထပ်နေလိုက်မယ်ဒီကောင်ကိုကမရောက်မနဲ့ထားလဲရတယ်ပေါ့နော်ဒီအဆင့်မှာလည်းကျွန်တော်ဒီ balance ကျွန်တော်ဒီအဆင့်မှာလည်းကျွန်တော်ဗလန်မှာဟိုးစွာစွာထုတ်လို့ရပါတော့ဗလန်မှာကျွန်တော်တို့3000ဟန်ပြီးသွား claim လို့ရတာ ਈ ဆိုတော့ဒီမှာ3000ဟန်ပြီးရရပါတော့ဆိုတော့ကျွန်တော်ဒီအဆင့်မှာလည်းကျွန်တော်တို့ကပြီးပြီပေါ့နော်ဆိုတော့ကျွန်တော်တို့တုတ်ကန်ပေးလိုက်မှာသွားကြည့်လိုက်ကျွန်တော်3000ဟန်ပြီးရတာ ਈ ပေါ့နော်ဆိုတော့ကျော်ကကျွန်တော် eligible ဆစ်လို့ရတာ ਈ ဒါမဲ့ကျွန်တော်ခုနကဟိုဝဲထားတဲ့ဟာကိုကျွန်တော်ပြန်ရောင်းမှာပေါ့နော်ဆိုတော့ကျွန်တော် save app ပြန်နှိပ်လိုက်မယ်ပြန်ကျွန်တော်တို့ကဒီ slip ပြီးကို1%ထားလိုက်မယ်ပေါ့နော် ကျွန်တော်စေးအမောင်ကတော့ကျွန်တော်တရားပန်ဆက်မှာနော်အကုန်လုံးပြန်ရအောင်ဖြစ်တယ်ပြည်ကျွန်တော်ဒီတိုင်းပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီစေးကိုနှိပ်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာရောင်းလို့မရဘူးရောင်းလို့မရဘူးရောင်းလို့မရောင်းလို့မရတာဆိုတော့ကျွန်တော်ဒီ token ဘေးလန့်ကကျွန်တော်တွန်းဘေးလန့်ကအနည်းဆုံး0.54ရှိလို့လိုရပေါ့နော်ကျွန်တော်မှရှိတာ0.4ပဲရှိတယ် ဆိုတော့ကျွန်တော်ကိုကတောက်ကန်းကိုတစ်ခါလိုက်ပြန်ရောင်းခြင်းနဲ့ဆိုရင်ကျွန်တော်ဒီဘေးလံမှာကျွန်တော်အနည်းဆုံးထည့်ရမှာ0.75တွန်းလောက်ကျွန်တော်တုံးမယ်ဆိုရင်ပိုးဝဲထားတဲ့ဘေးလံကိုကျွန်တော်ကျွန်တော်တစ်ခါလိုက်ပြန်ရောင်းလို့ရတယ်ပေါ့နော်ဒီဝဲလက်ထက်မှာဒီတိုင်းမထားတော့ဘဲနဲ့တစ်ခါလိုက်ပြန်ရောင်းလို့ရတယ်အဲ့လိုရောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကတကောင်ကိုဘယ်လောက်လောက်ပဲကုန်အောင်ဆိုတော့0.15 0.15လောက်ပဲကုန်တယ်ပေါ့နော် ကျွန်တော်ဒေါ်လာနဲ့ဆိုရင်တော့ကျွန်တော်0.405ဒေါ်လာလောက်ပဲပုံနေပါတော့ကျွန်တော်ပြန်ရောင်းမယ်ဆိုရင်တော့ဒါလောလောဆယ်ဆိုရင်တော့ကျွန်တော်ဘလောက်ကအဲလောဆယ်လည်းအဲ့လောက်လောက်ပဲပေါ့နော်ကျွန်တော်ခု0.15လောက်ပဲပြန်မရောင်းဘူးဆိုရင်လည်း0.15လောက်ပဲပုံနေဆိုတော့ပြန်မရောင်းမထားလဲအဆင်ပြေရပါတော့ဆိုတော့ကျွန်တော် main menu ပြန်သွားမယ်ဝယ်တော့လောက်ရှင်းတဲ့လူတွေပေါ့နော်ပြန်ဝယ်တော့လောက်မယ်ဆိုရင်ကျွန်တော်ဒီဝယ်လက်ကိုနှိမ်တွန်းဝယ်လက်ကိုနှိမ် ပြန်ကျွန်တော်ဝတ်တော်အော်တုံးပါနော်အားလုံးနေနေပြီကိုဝတ်တော်လောက်ရှင်တဲ့အတွက်ကိုဒီမှာထည့်လိုက်ရအောင်ပါနော်ထည့်လိုက်ပြီကျွန်တော် confirm လုပ်လိုက်ရင်ဒါဝတ်တော်လုပ်ပြီးသားပြီပါနော်ကျွန်တော်ကတော့ဝတ်တော်မလုပ်တော့ဘူးကျွန်တော်နောက်တစ်ကောင်ကိုပြန်ပြီးအာရွှေ့အောင်ပါမလို့ကျွန်တော်နောက်ကောင်ကိုပြန်ဝင်လိုက်ကြအောင်ပါနော်ဆိုတော့ဒီလောက်နဲ့ကျွန်တော် နားလည်မယ်လို့ထင်ပါတယ်ကျွန်တော်ဒီ ဒီညပေါ့နော်ဒီညမှာကျွန်တော်စီမာဒီညနဲ့ညကိုကျွန်တော်ဒီညနေရတယ်လို့စာပြီးညနေရတယ်လို့ညနောက်နေ့ချေပေါ့နော်ကျွန်တော်တွန်းလို့ချင်းကျွန်တော်စီလားဝယ်လို့ရပါတယ်ဒါမှမဟုတ်ဆိုလဲကျွန်တော်အော်တွန်းဝယ်လို့ရတဲ့အာကျွန်တော်ဆေးလာကိုကျွန်တော်ရဲ့ဒီပို့မှာကျွန်တော်ထည့်ပြင်ပေါ့နော်သူ့စီမာလည်းတော့ဝယ်လို့ရတယ်အဲ့လိုမဟုတ်ကျွန်တော်စီမံပဲဝယ်ခြင်းနဲ့ဆိုလဲကျွန်တော်လူရောင်းတဲ့ဈေးနဲ့ပဲကျွန်တော်လုံးဝရောင်းပြန်တယ်ကျွန်တော်လည်းသူ့စီပဲဝယ်တာပါဟုတ်ကဲ့ ဆိုတော့ကျွန်တော်ဒီနားမလဲဆိုရင်ကျွန်တော်အခုတင်တဲ့ဗီဒီယိုရဲ့ comment မှာဟိုမေးလို့ရတာပေါ့နော်။အောက်ဆိုရင်ကျွန်တော်ဒီရက်နဲ့နှစ်ဖက်နှစ်ရက်ပဲကျန်တော့လေ။အဲ့နှစ်ရက်အတွင်းမှာကျွန်တော်တို့မလုပ်ဘူးဆိုရင်ကျွန်တော်တို့ဟိုဗလန်အဲ့တော့ကမရတော့ပါဘူး။ဒီဒီခါလုပ်ကိုလုပ်အောင်ပါ။မလုပ်လို့မရပါဘူး။